မင်္ဂလာပါခင်ဗျာအခုဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေကကိုဘဝကိုကောင်းမွန်အောင်ကြိုးစားတည်ဆောက်နေတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်လုံးဝယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့လိုင်းမော့မှာကြည်စရာအာယုံတွေအများကြီးရှိပါတယ်။ပျော်စရာအာယုံတွေလည်းအများကြီးရှိပါတယ်။အဲ့ဒီလိုရှိပါလျက်ကဲနဲ့တရားနဲ့ပတ်သက်တဲ့ဂရမန္တန်နဲ့ပတ်သက်တဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့ဆိုကြဲကမိတ်ဆွေဟာ ကောင်းမွန်အောင်မြင်တဲ့ဘဝတစ်ခုကိုလိုလားနေတဲ့သူတယောက်ဖြစ်တယ်ဆိုတာဘယ်ဘေးရင်ဆရာမသွားမေးစရာမလိုအောင်ထင်ရှားနေပါတယ်ဒီတော့ဘဝအစဉ်နှံမြင့်ဖို့အလုပ်ကြိုးစားကြတယ်ကုသိုလ်ကောင်းမှုတွေကြိုးစားလုပ်တယ်အစွမ်းထက်တဲ့ဂါရမန်တို့နေရွတ်တယ်ဗုဒ္ဓနုဒတိဂုဏ်တော်တွေပွားတယ်မေတ္တာတို့ရွတ်အဋိဌာန်တွေဝင်ကြတယ်ဒီလိုကြိုးစားလုပ်နေရင်နဲ့ကိုယ့်အခြေအနေကို ကိုအကဲမခတ်တတ်တယ်လို့မျိုးဖြစ်တတ်တာမျိုးတွေကြုံမှုကြသလားခမညာအကဲမခတ်တတ်ဘူးဆိုတာကကန်စာရာတွေတက်လာပြီလားဒါမှမဟုတ်အရင်အချိန်တိုင်းပဲလားဆိုတာကိုပြောရပါခမညာကုသိုလ်တွေစူးစမ်းလုပ်ပြီးလူတယောက်အောင်မြင်တော့မယ်တိုးတက်ကြီးပွားတော့မယ်ဆိုရင် ဖြစ်တတ်တဲ့လက္ခဏာတွေကို ပြောပြပေးပါမယ်မိษွေအနေနဲ့ကန်စာရာတက်လာပြီလားဆိုတာကိုသိရအောင်အခုပြောမယ့်နမိတ်တွေကိုသတိထားပြီးကြည့်ပါခမညာအဲ့ဒီနမိတ်တွေကတော့ နံပါတ်1ခါတိုင်းနဲ့မတူ ဖရားတရားလှုပ်ချန်စိတ်တွေများလာခြင်းနံပါတ်2မိမိမှာပြည့်စုံမနေတာတောင်မှ လူတန်ပေးကမ်းလိုစိတ်တွေထက်သန်နေခြင်းနံပါတ်3ပြည့်စုံတဲ့ဘဝကိုမပိုင်ဆိုင်ရသေးတော့လေစိတ်ချမ်းသာမှု ကြည်နွမှုဝမ်းသာမှုရှိနေခြင်းနံပါတ်4အကောင်းမြတ်စိတ်များလာခြင်းနံပါတ်5ခါတိုင်းနဲ့မတူဒေါသနယ်လာခြင်းနံပါတ်6 မကောင်းမှုကို ကြောက်ရွံ့လာခြင်းနံပါတ်9ငါးပါးသီလကိုလုံခြုံအောင်စောင့်ထိန်နိုင်လာခြင်းဆိုတဲ့ဒီအချက်တွေပဲဖြစ်ပါတယ်ဒါကတော့ကာစာရာတက်လာရင် ဖြစ်တတ်တဲ့လက္ခဏာတွေပါမိษွေအနေနဲ့ဒီထက်ပိုတာတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒီလိုအခြေအနေတွေနဲ့ကြုံတွေ့နေရပြီဆိုရင်မိษွေအနေနဲ့ကိုယ့်ကိုယ်ကိုပို့ပြီးတော့ဂရုစိုက်ရပါမယ်ကုသိုလ်လုံးချင်စိတ်တွေရော့မသွားအောင်တရိထားပါ ကံ၅ပါးကိုလည်းခါတိုင်းထက်ပို့ပြီးလုံချုံအောင်စောင့်ထိုင်းပါရွတ်နေကြရွတ်နေစေဂါထာမန္တန်တွေကိုပို့ပြီးဂယုဆိုင်ရွတ်ပါ လေးလေးနက်နက်ရွတ်ပါအဋိဋ္ဌံမပြတ်အောင်ဂယုဆိုင်ပါဒီအခြေအနေတွေကိုကြော်လွားနိုင်ပြီဆိုရင်မိတ်ဆွေအနေနဲ့စိတ်ကိုဒုံလုံးနာချလိုက်ပါတော့မိတ်ဆွေဟာအောင်မြင်တဲ့ဘဝတစ်ခုကိုစတင်ပိုင်ဆိုင်ရပါပြီခင်ဗျာမိတ်ဆွေမှာအပေါ်ကပြောခဲ့တဲ့အချက်တွေဖြစ်နေပြီလားဆိုတာကိုတိုက်ဆိုင်စစ်ဆေးကြည့်ဖို့တိုက်တွန်းပါရစေခင်ဗျာ ဒီလက္ခဏာတွေမရှိသေးဘူးမဖြစ်သေးဘူးဆိုရင်စိတ်ပြတ်ဖို့မလိုပါဘူးကုသိုလ်ကောင်းမှုတွေပိုပြီးစူးစမ်းအထောက်ပါလို့တိုက်တွန်းပါရစေခင်ဗျာတနေ့မှာကောင်းတဲ့ကံစားတာတွေမိတ်ဆွေစီကိုတေချာပေါက်ရောက်လာလိမ့်မယ်ဆိုတာအသိပေးရင်ဒီဗီဒီယိုကိုအဆုံးသတ်ပါရစေခင်ဗျာမိတ်ဆွေများအားလုံးကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ